ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြည့်လိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီနေ့ကနေပြီးတော့ပြန်လည်ပြီးတော့စုမွန်ကောင်းတောင်းပေးလိုက်ပါတယ် တော့လက်ရှိမှာအခုဒါတော်တော်လေးကိုဆွေးနွေးရမယ့်အကြောင်းအရာတစ်ခုက Real Madrid နဲ့ဒါသတင်းတွေတက်နေတယ်။ Premier League ကကစားသမား၂ယောက်ကျွန်တော်ပြောပြမှာဖြစ်တယ်။အဲ့တော့လက်ရှိမှာဒါအတူချုံပြောရမယ်ဆိုတော့ Real Madrid က Premier League ကလက်ရှိမှာ high profile ဖြစ်တဲ့ကစားသမား၂ယောက်ကိုလာမယ့်နေရာဒီမှာခေါ်ယူဖို့အတွက်ကျိုးစားသွားမယ်ဆိုတဲ့သတင်းတွေတော်တော်လေးကိုဒါ level ရတဖြည်းဖြည်းနဲ့မြင့်တက်လာတွေ့ရမယ်။ဒီသတင်းကပထမတော့ကျွန်တော်အာ 4-5 tier 4-5လောက်ရှိမှာအခုလက်ရှိမှာ tier 3လောက် tier 2လောက်ထိတချို့သောသတင်းတွေမှာစတင်ပြီးတက်လာတဲ့တွေ့ရမယ်လက်ရှိမှာဒါ YouTube channel ဒါကျွန်တော်တို့ Fabrizio Romano ရဲ့ YouTube channel မှာကအစဒီကိစ္စနဲ့ပတ်သက်ပြီးတော့တစတစပြောပြောလာတာတွေ့ရကြောင့်ကျွန်တော်အနေနဲ့ဒါဗီဒီယိုလုပ်ပေးခြင်းဖြစ်ပါတယ်အဲ့တော့လက်ရှိမှာ Real Madrid တင်းနဲ့ဘယ်ကစားသမားတွေကိုစိတ်ဝင်စားနေလဲအဲ့တော့ဒါကျွန်တော် Liverpool ကကစားသမားတယောက်ရဲ့လာမယ့်နေရာဒီမှာဒါကျွန်တော်တို့ Arsenal ကကစားသမားတယောက်ရဲ့စိတ်ဝင်စားနေတည်ပြီးသားဖြစ်ပါလိမ့်မယ် Arsenal ကကစားသမားက William Saliba ဖြစ်ပြီးတော့ Liverpool ရဲ့ကစားသမားကတော့ဒါ McAllister ဖြစ်ပါ ါတယ်။လီဗာပူးရဲ့လက်ရှိကွင်းလည်ကစားသမားဒါကျွန်တော်တို့ အလစစ်မက်ကလစ်စတာကိုတော့လာမင့်နူရာဒီမှာဒါကျွန်တော်တို့ရီယယ်မက်ဒရစ်တင်းနေနဲ့ခေါ်ယူဖို့ကြိုးစားသွားမယ်လို့ဒါတင်းနေရသိရတယ်မှာပါတယ်။ဘာကြောင့်လဲ။အဖေကတော့ရှင်းနေပြဒီနေရာမှာဒါရီယယ်မက်ဒရစ်တင်းနေဘာလို့ဒါကျွန်တော်တို့အလစစ်မက်ကလစ်စတာကိုခေါ်ခြင်းလဲဆိုတော့အဖေကသူတို့အနေနဲ့မိုဒရစ်ရဲ့နေရာကိုရေရှည်ရအစားထိုးခြင်းနဲ့အတွက်ကြောင့်ပါ။မိုဒရစ်လို့ဒါကျွန်တော်တို့ဒါခန်စစ်ကောတိုက်စစ်ကောလိုင်းနိုင်တဲ့ကစားသမားဖြစ်လို့တကတစ်ခါကျကျွန်တော်တို့မစပောက်တော့မှအဝိကကြီးကန်ခဲ့တာတွေ့မယ်ဆိုရင်တော့ဒါမက်ကလစ်စတာကတော်တော်လေးကိုအားကိုးလို့ရတဲ့ကစားသမားကိုပြောလို့ရတယ်။ပြီးရင်ဒါကျွန်တော်တို့မိုဒရစ်လို့ပဲဒါကျွန်တော်တော် တော်လေးကိုဒါ attitude ရရလဲကောင်းတယ်ဒါကျွန်တော်တို့လက်ရှိမှာငြိမ်လဲငြိမ်တဲ့ကစားသမားဒါကြီးလေကောင်းလေဆိုတဲ့ကစားသမားတယောက်ဖြစ်လာဘူးတဲ့လမ်းမြင်တဲ့တည်းမှာပါတယ်အဲ့တော့လက်ရှိမှာတစ်ဖက်က Liverpool သင်္ကြန်ရရှင်းတယ် Alexis McAllister က RD Slot ရဲ့ဒါကျွန်တော်ကွင်းလေဗဟိုချက်မှာကွင်းလေဘူဂျုံတယောက်အနေနဲ့ပါတဲ့ကြောင့် Real Madrid အသင်းကို Liverpool သင်္ကြန်လွယ်လွယ်နဲ့ဒါကျွန်တော်တို့အဲလက်လွတ်မှာမဟုတ်ဘူးလို့ကြားသိရတဲ့မှာပါတယ်အဲ့လက်ရှိမှာဒီကိစ္စနဲ့ပတ်သက်ပြီး Alexis McAllister အဖေကသူ့ရဲ့သားရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီး Real Madrid ကိုလက်ရှိမှာသူသားကစိတ်ဝင်စားခြင်းမရှိဘူးဆိုတာမျိုးတော့ညင်းဆိုထားခြင်းမရှိဘူးဒါ ါမဲ့လက်ရှိမှာတို့အနေနဲ့တို့သားသူ့သားကသူ့အေးကျွန်တော်ဆိုသူ့ဖေကသူ့အေးချက်မှာထပါတယ်အဲ့တော့သူ့ဖေနဲ့ပြောလက်ရှိမှာလီဗာပူးအသင်းနဲ့ပဲသူ့အနေနဲ့ရှေ့ဆက်ချင်တယ်သူ့နဲ့လီဗာပူးနဲ့အနာဂတ်ကိုပဲဒါရှိသွားဖို့ရှိဒါနောက်မှနောက်ဖြစ်လာမယ့်ကိစ္စနောက်မှပဲဆက်ပြောကြမှာပြောပြီးတော့အခုလက်ရှိမှာသူ့သားကလီဗာပူးအသင်းနဲ့စာချုပ်ချန်နေတဲ့တို့ကြောင့်လီဗာပူးအသင်းကိုပဲအာယုံစိုက်မယ်လို့ပဲဒီကပြောထားတယ်အဲ့ဒီပြောထားတာလက်ရှိမှာဒါပရီးမီးယားလီဂ်ဖလားကိုတရားဝင်မရခင်မတိုင်ခင်ကလေးကဒီစကားကိုပြောထားတယ်ကျွန်တော်အခုချိန်ထိတော့ဒါကတော့ပြောင်းလဲမယ်တော့မထင်ဘူးတစ်ဖက်ကဒါကျွန်တော် Real Madrid အသင်းနဲ့ Alexis Mac Allister ကိုတို့နေတာကျွန်တော်ပြောမယ်ဆိုတော့ Modric ပေါ့နော် လူကမိုဒရစ်ရဲ့ဒါကျွန်တော်နေရာပုံစံမျိုးဒါတကယ်ကိုကွင်းလယ်ပိုင်းမှာထိမ့်ချောက်မှုမြင့်မားနိုင်မှာ DM defensive midfielder လည်းမဟုတ်ဘူးဒါကျွန်တော်တို့ attacking midfielder လည်းမဟုတ်ဒါ center midfielder ပုံစံမျိုး CM ပုံစံမျိုးဆက်ဆံပေါ့နော်ဒါခံစစ်ကိုလည်းကကူနိုင်မယ်တိုက်စစ်မှာလည်းတကယ်ဟုတ်ဒါကျွန်တော်တို့တစ်ချက်တစ်ချက်လုတ်ပြနိုင်မယ်ဆိုတဲ့ပုံစံမျိုးကိုဒါယူအဲ့တော့အဓိကတို့ကရှင်းပါတယ်လူကမိုဒရစ် region ပေါ့နော်လူကမိုဒရစ်ရဲ့ဒါကျွန်တော်တို့အနာဂတ်နေရာမှာလူကမိုဒရစ်ကိုဒက်တော့ um တော့ပုံစံမျိုးဒက်အစားထိုးတဲ့ပုံစံမျိုးလုတ်ချင်တယ် Florentino Pires ကသူ့အနေနဲ့အသက်အရွယ်ရလာတော့ကျွန်တော်နောက်အနာဂတ်မှာသူ့အနေနဲ့ ဲ့အနားယူသွားခဲ့သည်ရှိသောလီဗာပူးအသင်းဆိုတော့ရီယယ်မက်ဒရစ်အသင်းတွေနဲ့ကစားသမားတွေဒါကျွန်တော်နောက်10နှစ်လောက်လှည့်ကြည့်စရာမလိုဘဲနဲ့အားကိုးလို့ရနိုင်မဲ့ဒါကျွန်တော်တို့အသင်းကိုသူ့အနေနဲ့တိဆောက်ပေးခဲ့ခြင်းတယ်ဟုတ်လားမဲ့ဒါနွေရာသီမှာနီးပြနေရမှာဇာဘီအလွန်ဆိုးဖြစ်ဖို့အတွက်ရေပန်းစားနေတဲ့ကြောင့်ဒါလူငယ်တွေခုလက်ရှိမှာဒါတိုက်စစ်ဘလောက်ခုလက်ရှိမှာဒါရီယယ်မက်ဒရစ်ဒီနှစ်မှာတိုင်ပတ်တယ်ဆိုပေမဲ့လက်ရှိရီယယ်မက်ဒရစ်အစုအဖွဲ့ကလူငယ်တွေများပါတယ်လူငယ်တွေအနေနဲ့ဒီကျွန်တော်နောက်ထပ်10နှစ်လောက်ဒီကစားသမားတွေကောင်းကောင်းမွန်မွန်အသုံးပြုလို့ရနိုင်တဲ့ ပုံစံမျိုးကို Florenti Perez အနေနဲ့ target ကျင်းနေသူအားယူခဲ့အဲ့တော့လက်ရှိမှာ Alexis McAllister ကဒါ Real Madrid အသင်းရဲ့ number 1ကွင်းလယ်ပိုင်းပြစ်မှတ်နောက်အနာဂတ်ဒီမှာဖြစ်လာနိုင်တဲ့ဆိုပြီး Fabrizio Romano ကသူ့ရဲ့ YouTube မှာတစ်ခေါက်ပြောပြတာတွေ့ရတယ်မှာပါအဲ့တော့အခုချိန်မှာရှင်းပါတဲ့ Liverpool အသင်းနဲ့လည်းစာချုပ်သက်တမ်းရအချိန်တိုင်းတာတစ်ခုတည်းရှိနေသေးတယ်တို့ကြောင့်မလို့ Alexis McAllister ကိုတော့ဒါကျွန်တော် Liverpool အသင်းကလွယ်လွယ်နဲ့အသင်းကလက်လွတ်ဖို့မရှိဘူးဒါအကယ် Real Madrid ဘက်ကနေပြီးတော့လာပြီးတော့မေးခဲ့မယ်ဆိုရင်တော့မှ Liverpool ဘက်ကနေပောက်ကြရစေးတောင်းမှုရှိတယ်အဓိကဒီပောက်ကြရစေးတောင်းနေဆိုတော့သူတို့မရော ောင်းကြည့်လို့တော့ဒီနေရာမှာဒီဈေးကဟုတ်သည်ရှိမဟုတ်သည်ရှိရတာတကယ်လက်ရှိမှာ Alexis McAllister ကိုအကယ်၍မတွက်ကလိုချင်နေဆိုရင် Euro တန်း100ပေးရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ Liverpool ကတောင်းခံမှုရှိတယ်အဓိကကဒီကစားသမားကိုမယောင်းကြည့်လို့ဒီဈေးတောင်းတာပဲဒီဈေးကိုတန်လို့တောင်းတာလည်းမဟုတ်ဘူးမတန်လို့တောင်းတာလည်းမဟုတ်ဘူးဒီဈေးကိုဒါ Liverpool အသင်းနဲ့ဘာလို့တောင်းတာလဲဆိုတော့အဖြေကရှင်းရှင်းလေးသူတို့ကစားသမားကိုသူတို့နေ Liverpool အသင်းမှာပဲဆက်မြင်ခြင်းနဲ့အတွက်ကြောင့်မို့ဒီဈေးကိုတောင်းခဲ့ခြင်းဖြစ်တယ်လို့ပြောလို့ရတယ်အဲ့တော့ခုနကဒါဒီနေရာမှာ McAllister ကဒီလောက်တန်လို့လားဘာညာလားဆိုတဲ့သတင်းတွေကျွန်တော်ဒါအောက်က comment တွေမှာပြောခဲ့မှာတော့တစ်ဖက်က ီဗာပူးကဒီဈေးသတ်မှတ်တာသူတို့ကစားသမားကိုမယောင်းကျင်လို့ဈေးသတ်မှတ်တယ်လို့ပြောလို့ရတဲ့ဘုံမှာရှိတယ်။ငါကိုတဲ့လီဗာပူးအသင်းကအမှန်တမ်းပြောရမယ်ဆိုရီယယ်မက်ဒ်ကိုတိတ်မကြည့်တဲ့ကိစ္စကဒါကျွန်တော်အလက်ဇန္ဒားအာနူနဲ့ပတ်သက်ပြီးတိတ်မကြည့်ဘူး။အလက်ဇန္ဒားအာနူရဲ့ဒါကျွန်တော်အပြောင်းရွှေ့နဲ့ပတ်သက်ပြီးဒါလီဗာပူးအသင်းနေနဲ့အလက်ဇန္ဒားအာနူကိုရီယယ်မက်ဒ်ကအလွတ်နဲ့ပြောင်းရွှေ့ကြီးခေါ်တော့သူနဲ့ဒီကိစ္စကပတ်သက်ပြီးရီယယ်မက်ဒ်ကိုတိတ်ပြီးခင်ပြ။အဲ့တော့ရီယယ်မက်ဒ်ကလည်းဒါကျွန်တော်တို့အာနူအတိုင်းပဲအလက်ဆစ်မက်ကလစ်စတာအခုချိန်မှာအသက်ရွယ်အဖြစ်လည်းအသက်ပိုင်းခြားရလဲအရင်ကြီးမကြည့်သေးတဲ့အတွက်ကြောင့်မို့လာမဲ့ဒါကျွန်တော်အလွတ်နဲ့ပြောင်းရွှေ့ရင်ခေါ်ယူနိုင်မဲ့ list ထဲမှာအလက်ဆစ် Jason McAllister ကိုထည့်ထားပြန်ပြီးဆိုတဲ့သတင်းထွက်လာခဲ့တယ်။အဲ့တော့ Real Madrid အသင်းကအခုလက်ရှိမှာလာမယ့်နေရာဒီမှာတော့အကယ်၍ out of ဒါကျွန်တော်တို့ concern အနေနဲ့ပေါ့နော်ဒါကျွန်တော်တို့အဲ Liverpool အသင်းအနေနဲ့ ဒါတရားဝင်ကမ်းလှမ်းမှုတစ်ခုအနေနဲ့ပြုလုပ်သွားနိုင်လားဒါတော့ဖြစ်နိုင်တယ်ဘာလို့ဆိုတော့အကဲခုနကပြောသူတို့အနေနဲ့ယူရိုတန်60တန်း80ပတ်ချာလဲဝင်ကြတယ်ဒါကျွန်တော်မက်ကလစ်တောက်ကမ်းလှမ်းမှုပြုလုပ်သွားနိုင်တယ်ရှင်းတာကလီဗာပူးကဒါကြီးကိုညင်းသွားဖို့ရှိတယ်ကစားသမားကိုတိုင်ကလည်းရှိမှဒါကျွန်တော်ပရီးမီးယားလိတိုက်တယ်ချန်ပီယံမှာကစားရတဲ့ကြောင့်မို့အသင်းပြောင်းမှုအတွက် request လုပ်ဖို့လုံးဝအစီအစဉ်မရှိဘူးအဲ့တော့ကစားသမားရဲ့ဆုံးဖြတ်ချက်ကလည်းလာမယ့်ဒါကျွန်တော်ယာတီမှာလီဗာပူးမှာဖြတ်တန်းခြင်းနဲ့အသင်းကလည်းကစားသမားကိုဆက်ပြီးထားခြင်းနဲ့တစ်ဖက်အသင်းကလည်းရှိမှဒါချူးစားပိုင်ခွင့်တော့ရှိပေမဲ့ဒါဘယ်လိုဖြစ်မလဲတော့ကျွန်တော်အနေနဲ့မသိရတဲ့အထဲမှာပါတယ်ဘောနော်အဲ့တော့နောက်တစ်ခုနောက်တစ်ယောက်ကိုပြောရမယ်ဆိုတော့ဒါစာ လီဘာကိစ္စပါเนาะတဖြည်းနဲ့တဖြည်းဒါကျွန်တော်ဝီလျံဆာလီဘာကိုဒါကျွန်တော်ရီယယ်မက်ထရစ်ကနံပါတ်1ပြည့်မှတ်ကတော်တော်လေးကိုပြင်းထန်လာပြီလို့ပြောလို့ရတယ်အခုလက်ရှိမှာဒါကျွန်တော်ဒေးဗစ်အော့စတိန်နေမဟုတ်ဘဲတဖြည်းဖြည်းနဲ့ tier 2 tier 1 level source တွေကဆာဆာလီဘာကိုဒါတဖြည်းဖြည်းနဲ့ရီယယ်မက်ထရစ်က appreciate လုပ်လာခဲ့တယ်ရီယယ်မက်ထရစ်နေအခုလက်ရှိသူတို့ရဲ့ရှင်ယူဆဲကစားသမားတွေက walkless assist မှာဒါ rudiger နဲ့အဲ့ပေါ် rudiger တယောက်ကလွင်လက်ရှိမှာ walkless level မှာအရန်ရှိမနေဘူးလို့ခံစားရတယ်အလာဘာဆိုတဲ့ခဏခဏဒဏ်ရာရတယ်အန်ဆာစီယောကကောင်းတာမှမဲ့အရန် raw talent ဖြစ်နေသေးတယ်အတွက်ကြောင့်မလို့ ်ဒီထဲမှာတကယ်ကိုပိုကောင်းနိုင်ပြီတကယ်ကိုအားကိုးရနိုင်မဲ့ဒါကျွန်တော်တို့စန္ဒဘတ်တယောက်လိုတဲ့ကျွန်တော်ကျွန်တော်ဒါညီကိုတယောက်မေးဦးတယ်ဒီနေ့မှာကိုတေးရယ်စာပြေလုံးဆိုတော့နောက်ကဂျိုနာသန်တားပါသွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးလက်ရှိမှာဂျိုနာသန်တားကိုရီယယ်မက်ဒစ်ကတည်င်းအသက်သက်ပုံစံမျိုးထွက်ခဲ့တာမှန်ပေမဲ့အခုလက်ရှိကြားရတဲ့တည်င်းတွေကရီယယ်မက်ဒစ်ရဲ့နံပါတ်1ပြတ်မှတ်ကဝီလျံဆာလီဘာပဲဝီလျံဆာလီဘာကိုလာမဲ့နွေရာဒီမှာပေါင်တန်း80နဲ့တန်းဖို့ဆိုယူရိုတန်း80နဲ့တန်း80ကြားတရားဝင်ကမ်းလှမ်းမှုတော်မှာပြုလုပ်သွားနိုင်တယ်ဆိုတဲ့ကောလာဟာလာတည်င်းတွေကိုထွက်နေတယ်မှာပါတယ်တစ်ဖ က်ကတော့အာစနိုသင်းကလည်းရှိသေးတယ်အာစနိုဆိုအာစနိုသင်းကတော့ရှင်းတယ်အာစနိုသင်းနဲ့ခုလက်ရှိမှာဝီလျံဆာလီဘာကစာချုပ်တက်တဲ့နှစ်နှစ်တောင်ကျန်နေသူတို့ကြောင့်သူတို့ပါဇက်တွေကဈေးပုံစံမျိုးခေါ်လိုက်ရတယ်သူတို့လည်းခုနကလစ်ဗာပူးသင်းလိုပဲဒါဝီလျံဆာလီဘာကိုတကယ်တမ်းခေါ်ဈေးကပေါင်ပန်း100လောက်တိတိတောင်းမှုရှိတယ်အဖေကတော့ရှင်းတယ်ဗျဆာလီဘာကိုဒီဈေးကိုဒါခုနကပေါ့တန်တယ်မတန်ဘူးကြောင့်ခေါ်တာထက်ဆိုင်ဝီလျံဆာလီဘာကိုဒီနေနဲ့လုံးဝမယောင်းချခြင်းနဲ့အတွက်ကြောင့်မလို့ဒီဈေးကိုခေါ်ခဲ့တာဖြစ်တယ်လို့ပြောလိုက်ရတယ်မှာဗါတော့မက်ကလစ်စတာစီနရီယိုနဲ့လက်ရှိမှာဒါကျွန်တော်တို့ဝီလျံဆာလီဘာဆာလီဘာစီနရီယိုကတော်တော်လေးကို ူတဲ့အခန်းကဏ္ဍပါပဲ။နှစ်ယောက်လုံးကဒါနှစ်သင်းလုံးကပေါင်တန်းတရာတက်မှတ်တယ်ဆိုတာဒါ Real Madrid အသင်းကိုမယောင်းချခြင်းနဲ့အတွက်ကြောင့်မလို့ဒီဈေးကိုတက်မှတ်တာဖြစ်ပြီးနှစ်ယောက်လုံးကလည်းအသင်းမှာဆက်ထားခြင်းတို့ကြောင့်ဒီဈေးတွေကိုကိုစီကိုစီတက်မှတ်ခဲ့တာဖြစ်တယ်။တစ်ဖက်က Real Madrid ကလည်းရှင်းနေပြခုနကပြောလို့ဒါ ဝီလျံစာလီဘာကိုလာမဲ့နွေရာဒီလောက်ကစပြီးသူတို့အနေနဲ့အေဂျင့်တွေတောက်လျှောက်ဆွေးနွေးမှုတွေပြုလုပ်ထားတယ်ပြုလုပ်ထားဆိုတာအဓိကရှင်းနေတာအာနိုးတို့တွေပဲဒါကျွန်တော်ယာဒီကိုရင်အလွတ်နဲ့ခေါ်ယူဖို့အတွက်ဟုတ်ဆိုနှစ်ယာဒီကိုရင်ယာဒီကိုရင်ပေါ့နှစ်ယာဒီကိုရင်ဒါကျွန်တော်အလွတ်နဲ့ခေါ်ယူသွားမယ်အကွက်ကိုသူတို့ဘက်ကနင်းဖို့ရှိတယ်ပေါ့နော်အဲ့တော့ ကြိုးကျင်တဲ့အဖြေကတော့ရှင်းပါတယ်ဗျအခုလည်းရှင်းပါတာကျွန်တော်တို့ Real Madrid တင်းနေသူတို့ကြိုက်စီးပေးအကစားသမားကိုရောင်းရင်ရောင်းမရောင်းဘူးဆိုရင်အဲ့ဒီကစားသမားတွေကိုငါတို့စာချုပ်တက်တန်းကိုလွတ်နဲ့ခေါ်မယ်ဆိုတဲ့ပုံစံမျိုးကိုအခုနောက်ပိုင်း Real Madrid တော်တော်လေးကိုနင်းလာတွေ့ရမယ်ပူပူလောလောမှကြည့်မယ်ဆိုရင် Kylian Mbappe အခုလည်းရှင်းပါတာကျွန်တော် Alexander Arnold ဒီလိုကစားသမားတွေကို Real Madrid ဒီကွက်တွေနင်းနေဆိုရင်ပြောချင်တာကတော့ရှင်းတယ်သူတို့ကဝိတ်နဲ့ဖိတာဗောတော့ငါတို့ကကဘာမအောင်အမြင်ဆုံးအသေးသေးမင်းတို့ဘာလုပ်နိုင်မှာလဲမင်းတို့မင်းတို့ကစားသမားရဲ့စာချုပ်တက်တန်းကိုငါစီလာမှာပဲဆိုတဲ့အကွက်ပုံစံမျိုးကိုသူကနင်းတယ် င်အခုလက်ရှိမှာငါပေးတဲ့ပတ်စံလေးကိုယူလိုက်ကွာဆိုတဲ့ပုံစံမျိုးကိုတစ်ချက်ချက် real ကနင်းတယ်ဒါပေမဲ့ real ကဘာလို့ဒီလိုနေလဲ weight မှာ weight ရှိတယ် weight က real မထွက်လို့အသင်းမျိုးဖြစ်တဲ့ကြောင့် weight ရှိရတော့ real ကလည်းနင်းတယ်အဲ့တော့ဘာဒီဘယ်လိုဖြစ်လာမလဲကြည့်တော့တရားမှာဒါပေမဲ့လက်ရှိမှာ William Saliba ကိုတိုင်ကလည်း Arsenal အသင်းမှာပြောတယ်စာချုပ်အသစ်ချုပ်ဆိုမှုအတွက်လည်း William Saliba ရဲ့ agent နဲ့ Arsenal နဲ့ဆက်လက်ပြီးဆွေးနွေးနေကြတယ်ဖြစ်တယ်အဲ့တော့ရှင်းဆက်ပြီးဘာဒီဘယ်လိုဖြစ်လာမလဲမသိမှကြည့်လို့တော့ comment ချင်းဒီတစ်ခုရောက်လာမယ်လို့မြင်တယ်လို့ပြောရင်းနဲ့ပဲကျွန်တော်တော့ကွန်ပြူပေါင်းဗျဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ YouTube Sport Media 3 point ဆိုတဲ့ TV4 တို့မှာကျင်းလို့ဆိုတာပေါင်းကူ ီလို့ရပါတယ်။များများလေးလည်း clip ဖို့မေးကြပါနဲ့။အောက်က comment တွေမှာလည်း youth sport media 3.0နဲ့ db4 တွေလင်းလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များစွာကူညီပေးလို့ရပါတယ်။ကျွန်တော် youtube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါဗျာ။များများလေး clip ဖို့မေးကြပါနဲ့။များများ clip မှာမြန်မာနာဖြစ်ပါတယ်။အားလုံးမကြိုးတမယ်။ကောင်းမွန်တော့နေလေးနေဖြစ်ပါစေ။စုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှ AC တွေ့ကြရပါတော့။ကျွန်တော်ကူပြီးပါဗျာ။ဒေးပါဗျာ။